Action in sight, bet on game, we own the night. From the streets to the stadium lights, chasing dreams. The lazy and feed are lazy and now the other chama, see the Kalaneo, well, not how much is a kind of. เออ2005 2006ทีป่ะเนาะ2006ทีหัวกัสตอมมาป่ะเนาะโอเคกัสตอมมาชื่อบันนาป่ะชื่อบันนาป่ะหัวหัวมา94 94 95 94-95မှာဆောက်လို့ရမှာ2နှစ်ကစားတယ်ဆောက်လို့2နှစ်ကစား96ကိုယူရီးယားကိုသွားပြီးတော့ယူရီးယားပြန်လာခါရ98မှာကတ်စတောင်ကိုရောက်တယ်အဲ98ကနေပြီးမှာအဲ2006အထိပဲဇရိုက်ကစားဟိုအမအရှက်ကလပ်ပွဲပဲကစားရအောင်ကတ်စတန်နဲ့ရောဆရာအောင်မြင်မှုတွေမတရားကတ်စတန်နဲ့ရောအောင်မြင်မှုတွေအများကြီးရတော့အများကြီးရတော့ကတ်စတန်ကတော့ဟို၃တိုင်းလို့ရင်၃တိုင်းလို့ရတာများတယ်ဟိုတခါချွတ်ချော်ပါလို့ရှိရင် ုံးတိုင်းလို့လို့ရှင်နှစ်တိုင်းနှစ်တိုင်းပဲရရမျိုးတော့ရှိတာပေါ့။စုအောင်ပြည့်စုတွေကတော့နှစ်တိုင်းရတယ်။အဲ့ဒါတော့ကြားဖို့လေ။အစင်ဆက်ပါပဲနော်။ဆရာအဲ့အဲ့အဲ့ကတ်စတာမာကဒီမြမလေးရေးစင်ကစားသမားကောင်းနေအစင်ဆက်ပဲ။တောက်လျှောက်ကန်။ဆရာတို့နောက်ပိုင်းလည်းကန်သေးရဲ့နော်။ကိုကိုဝင်းအောင်ဆိုလို့ရှင်လည်းကိုတို့နဲ့ဆောက်လို့မှအတူတူကစားတယ်။ကိုဝင်းအောင်ကြီးလည်းကစားခေါ်လိုက်တာ။မျိုးလံဝင်ရတော့ကာဆန်ຫນွယ်ပွားပဲဒါပေမဲ့ तू ကလည်းဟိုသူ့ဖေရကုံသွေးဩသူ့ဖေရကုံသွေး ကုံသွေးရနေမှာ तू อ่ะသူ့ဖိနေလိုက်ရော तू อ่ะ training license ပြည့်နေ तू อ่ะကာဆန်ဘုန်းလို့ဖြစ်သွားတာကာဆန်ဘုန်းလို့ဖြစ်သွားကုံမျိုးလည်းဝင်ရ तू နောက်ဟိုဟာကိုဆိုးနိုင်ဆိုလို့ရှင်လည်းရေနန်းနေမှာကာဆန်ကိုရောက်တာပဲဆရာဆို2000ဖိုင်လောက်မှာဆရာနာအောင်ရေးဆိုတော့ကျွန်တော်တို့မြန်မာ national လေးစတော့2009မှာကျတော့ဆရာဘယ်လိုဒီမြန်မာဘုန်းလုံးလောက်အောင်ဘယ်လိုလဲထဲထဲပါသေးလားအစမှာမပါဘူးမပါသေးဘူးပဲချိန်လောက်မှာ မြန်မာဘုံလုံးကပြန်ဝင်ဟိုဟာလောက်ရောက်မှာ2010မှာ2010မှာဟိုမှာနောက်ရသည်ပေါ့စသချင်းပြီးတော့နောက်ရသည်မှာစဝင်လာ2010မှာဟိုဟာပဲရှိသေးတယ်ဟိုမန်လီဘောလုံးအကယ်ဒမီမှာရှိသေးတယ်2010မတိုင်ခင်မှာ2019လောက်မှာကဟိုဟိုအမျိုးသမီးကမုံရွာဆိုတော့မုံရွာမှာပြန်ပြီးအခြေချလိုက်တာအော်အခြေချလိုက်တယ်အဲအဲကတ်ဆန်မားကလည်းအလုတ်ကကတ်ဆန်အလုတ်ကနားပြီးတော့ မုံရောင်မှာသွားပြီးအခြေချတော့မယ်ဆိုပြီးအခြေချတာအမှားရင်သူတန်ရကစားမှုကလည်းဟိုကိုရောက်နေရဆိုတော့ခါကျတော့စကိုင်းတိုင်းလေးကိုကင်ပေးပါအောင်နဲ့ဆိုတော့အဲကျွန်တော်မအားဘူးလို့မအားရင်လည်းအားတဲ့ချိန်ကြီးလာပေးပါဘောဆိုပဲပုံစံပဲအဲ့အနေပဲပြန်ပြီးတော့ဘောလုံးဘက်ကိုပြန်ပြီးတော့လေသွားတယ်အဲ2008နဲ့2009နဲ့စကိုင်းတိုင်းနှစ်နှစ်ကင်ပေးပြော2010ရောက်တော့ကုတင်မြောင်းလို့ပြောတောင်းဝေးရဲမန်လေးဘောလုံးကင်မှာနီးပြလုံလို့ပါလို့ပါအောင်နဲ့မင်းအဲ့အလေးပါတယ်မင်းလည်းအခုက စကိုင်းလိုက်ကြိုင်လာငါသိရပါအဲ့ဒါလေးလှုပ်ပြီးပေါ့ဆိုတော့ကြပါလေးလို့လှုပ်ကြည့်လိုက်အောင်ပဲပေါ့နော်ဆိုပြီးတော့လှုပ်ရင်လည်း2017လောက်မှာဟောလောက်ကပြန်ရောက်အဲရောက်ပြီးတော့အမှတခါတည်းအထူးအဝါမင်းစကိုနှစ်ယောက်မင်းပဲဟိုကလှုပ်လိုက်ပါဆက်ပြီးတော့တွဲပါကွာဆိုတော့အဲစကိုနှစ်ယောက်လည်းတွဲနေတယ်အဲ့လိုကနေပြီးတော့ပြန်ပြီးတော့ဒီဘက်ဘောလုံးဘက်ကိုလဲလာအခုဆိုရန်ကုန်ယူနိုက်တက်မှာအခုဆရာဘယ်လောက်ဖြစ်သွားလဲရန်ကုန်ယူနိုက်တက်မှာအခုဆိုရင်ဟိုပါပေါ့ပြီးခဲ့တဲ့ တစ်ခေါက်က55ဒု18က4နှစ်နဲ့အခုက2နှစ်နဲ့ဆိုတော့6နှစ်ပေါ့ဟုတ်6နှစ်တော့ဖြစ်သွားပြီဒီပြဘွားတွေကိုဝင်လာဖို့ကြတော့ဘာတွေကစားသမားဘွားနဲ့ဒီပြကိုကြောင်းလိုက်တဲ့အချိန်မှာဘာတွေအခက်ခဲရှိလဲဆရာကြွားချလဲပေါ့ခက်ခဲရှိလဲဆိုတာဒီလိုပေါ့ဟိုဟာပေါ့ကိုယ့်ရဲ့ဟိုအနေထိုင်ပြောဆိုတာဆိုနည်းနည်းလေးတော့ကြောင်းလဲပြရတာပေါ့ကစားသမားဘွားလိုမျိုးကစားသမားရဲ့ရော်ဒီချက်ကနေလို့တော့မရတော့ဘူးပေါ့ကိုလိုချင်တဲ့ဟာလေးတွေကိုကိုဒါဒါဒါလေးလှုပ်ချင်တယ် ကြပါစို့ဒီနေ့ physical training လုပ်ကျင်တယ်ဆိုရင် physical training လုပ်မယ်ဟာပင်မန်းတယ်ပင်မန်းတဲ့အတွက်ဒါဒါဒါလေးတော့ပင်မန်းမယ်ငါတို့ရဲ့သွားမဲ့ဒီ plan ကဟိုသူ့ရဲ့ pre season မှာဘလို့ in season မှာဘလို့ဆိုတာလေးတွေကိုသူတို့နားလည်အောင်ပြောပြီးလို့ပင်မန်းမန်းတော့သိတယ်လေဒါပေမဲ့ငါတို့ကဒီလိုတင်ထားမှငါတို့ကြံ့ခိုင်မှုကောင်းမှငါတို့အသိအောင်မြင်မှုရမှာအဲငါတို့မင်းတို့မင်းတို့တွေဖြစ်ဖြစ်နေမှာမင်းတို့တွေယူစားမှာ အောင်မြင်မှုရမှာဆရာတို့ကမင်းတို့အကူတယ်မင်းတို့လည်းယုံကြည်တယ်ဒီလိုမျိုးလေးပေါ့သူတို့လုံးချင်တဲ့စိတ်ကလေးဖြစ်လာအောင်ပေါ့နော်အဲ့တော့သူအလွတ်ကြီးပြရမကြိုက်တော့ဒီခေတ်ကဘုလုံးသမားရာလေကစားသမားတွေကတော့ဆရာတို့ဒါဆရာအခုပြောပုံရဆိုရင်ကစားသမားတွေနဲ့နှီးပြရကြမှာတေးချစာလေးဒီလိုလေးလုံးချင်တဲ့ကစားသမားတွေလာပြီးကစားရဆိုတော့တော်တော်လေးအကစားသမားတွေချစ်တဲ့နှီးပြတယောက်ဖြစ်နေမှာပေါ့ဆရာမဟုတ်သူတို့ဟိုဘယ်လိုပြောအောင် ဟိုချစ်ကြောက်อยู่သေးဆိုတော့ဘာကြီးကောင်းတော့ဗောနော်ချစ်ကြောက်อยู่သေးဆိုတော့ဟိုဆရာနဲ့တပည့်နဲ့လည်းဟိုသူဆိုကြပါဆိုနေခင်မဲ့သူထမင်းစားသွားမယ်အပြင်သွားမယ်ဆိုရင်အတပည့်ကမိပြသွားမယ်အပြင်သွားမယ်ဆိုရင်ဆရာတို့ကိုယ်ရလေးဝယ်ခဲ့ပါအောင်ကွာအဲဒါမျိုးလေးပေါ့ညကိုယ်ရကြက်တဲ့ခါကျတော့ကိုယ်ရလေးဝယ်ခဲ့ပါအောင်ကွာဆိုတာမျိုးလေးပေါ့ကွာဟိကြီးဟန်ကြီးနဲ့နေမယ်ဆိုလို့ရှင်တပည့်ဟိုတော့မှကွာဘလူခိုင်းလို့ခိုင်းရမယ်တပည့်နဲ့ကိုယ်နဲ့နှွေးထွေးမှုကမရှိဘူးဟိုကလေးတွေခံတယ်လေကွာသွားလဲတာမျိုးလေးတို့ဆရာခံတယ်လေလာပြီးဆရာဘာရှိအောင်စားကြပါရှိအောင် ဒါမျိုးလေးတွေပေါ့ဒီလိုမျိုးလေးတွေကဒါနှွေးထွေးမှုလေးတွေကတယောက်တယောက်ကဒါအတွင်းစကားလေးရာစားသူတို့စီကလည်းထွက်လာတာပေါ့ချို့ဆိုလို့ရှိရင်နာတယ်ချို့ဆိုလို့ရှိရင်ဟိုဝင်သွားထားတယ်မင်းညဝင်သွားထားတယ်ဒါပေမဲ့ဆရာကမပြောရတဲ့ခါကျတော့သူတို့မှိတ်ကြည့်ပြီးလိုလိုက်ခါကျတော့ကောင်းကျိုးတဲ့ဆိုးကျိုးတွေဖြစ်သွားနိုင်တာပေါ့နော်ဒီလိုမျိုးလေးတွေဆိုတော့ခါကျတော့ဆရာတွေကိုပုံမှန်လင်းပြောတတ်တဲ့အကျင့်လေးတွေနှွေးထွေးရမျိုးလေးတွေဖြစ်အောင်စားသမားလေးနဲ့အလိုလိုနေပေးရပါဘော။ဟုတ်နေစေအဲ့ကြမှာပဲဒါအသင်းပေါ်လေသွားပြီးတော့ အကျိုးသက်ရောက်မှုကြီးကြီးတယ်နော်ဒီပြားနဲ့ကစားသမားဘွားတကယ်ဟို chemistry မိမှလေဟုတ်တယ်ခစ်တရားဒီအရန်ပြောင်းလာတယ်ဆရာတင်ဆရာတို့ခစ်တယ်ဆရာတို့ကျွန်တော်တို့လေရင်းစင်ဖြစ်တဲ့ချိန်နဲ့ကုလက်ဆိုရင်ဟိုနှစ်က30လောက်တော့နီးဒီပါဖြစ်နေပြီလေအဲ့ဒီအပိုင်းကျမှဆရာတို့ချိန်တုန်းကဘောလုံးသမားတွေနဲ့အခုကုလက်ရှိ ကန်နေတဲ့ဘောလုံးသမားတွေနဲ့ကွာခြားတော့အများကြီးပဲအဲ့ကွာခြားတဲ့အထဲမှာဆရာအနေနဲ့ဟိုဘာတွေကအဓိကကွာခြားသွားလဲဥမာကျွန်တော်ဆိုလိုချင်တာဆရာတို့တော့ကတော့အများကြီးပြဟို တဆင်းချင်းတဆင်းတဲ့မှာလေတိုင်းနေဟိုဟာတွေဆင်းထီပဲသွားတယ်အခုကျတော့ academy လောက်ဝင်မယ်ကိုချေစွမ်းလေးကောင်းတယ်ဆိုလို့ရှိရင်အဆင်ပြေသွားတယ်ဆရာပြီးလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီပိုင်းမှာပြောခဲ့တယ်ကိုရအောင်ကျော်ဆိုလို့ရှိရင်ပြောတယ်ကိုရအောင်ဆိုရင်သူတော့သူဆရာဆိုလဲဒါတိုက်စစ်ပြီးတော့ဘေးဘေးရတယ်ဟိုအနောက်တိရောက်သွားတာလေဒါနီးပြရဲ့အထားသူအကြောင်းပြောတာအေးကိုရအောင်ကျော်ဆိုလို့ရှိရင်တော့ဟိုသူဖွင့်ဖွင့်မှာသွားတာရှိပါတယ်ဒီဒီလက်ရှိကစားသမားတွေရောက်ပါတော့ဒီဒီသူတို့ နီးပြရဲ့ပြောတဲ့အတိုင်းထက်ကိုနည်းနည်းလေးကိုညင်တာလှုပ်ချင်တာလေးတွေရှိရဲ့အဲ့ဒီအပိုင်းနေမှာဆရာအနေနဲ့ဘာလို့မြင်လဲကိုတို့ကစားရဲ့ခြင်းတော့ကြတော့ let's တိုင်ညာမတူပေါ့မတူဆိုတာကိုတို့ကစားရဲ့ခြင်းတော့ဝန်ကြီးဌာနဝန်ကြီးဌာနဆိုတာဖြစ်တဲ့အတွက်ဟိုဝန်ထမ်းလိုမျိုးသူတို့ကစီစနစ်ရှိတယ်စီစနစ်ရှိတယ်လာလာရတယ်ဆန်တို့ဘာလို့ရတယ်စီရိုရိုရိတ်ခါပေါ့နော်ဘာလို့ဝန်ထမ်းတတလေးပဲရတယ်ဟိုဒီလာလာလေးနဲ့နောက်ပြီးတော့ဒီလုပ်ငန်းဝင်တွေဟိုဝင်ဖို့အတွက်ဟိုယာလူလေးအောင်ကြိုးစားကြတယ်ပေါ့ဟုတ် အဲပြီးတော့လုံငန်းဝင်လေးတဲ့ကိုလည်းသူတို့ဟိုဘယ်လိုပြောအောင်နှစ်ကာလဟိုဘယ်လိုပြောအောင်ဝန်ထမ်းဖြစ်သွားလို့နှစ်ကာလကြာလာပြီဆိုရင်ဒီလုပ်ငန်းလေးနဲ့ဟိုပတ်သက်ဆက်နွယ်မှုရှိအောင်လို့နည်းနည်းလုပ်ငန်းအတွေ့အကြုံရအောင်လို့လုပ်ငန်းလေးတွေကိုတွဲထည့်ပေးတာမျိုးလေးလည်းရှိတယ်ဆိုတော့ဘာဖြစ် तू ကတော့ဝန်ထမ်း type နဲ့သွားတာ哦အခုနောက်ပိုင်းကျတော့ဒါ professional type နဲ့လာတာဖြစ်တဲ့အတွက် professional ကျတော့သူတို့ကစာချုပ်နဲ့သွားတာ哦 contract နဲ့သွားတာဖြစ်တဲ့အတွက်ဆိုကြပါစို့ဒီကစားသမားတယောက်ကိုကြိုက်တယ်ဆိုလို့ရှင်သူက9နှစ်လောက်တခါရေးချုပ်ချုပ်လိုက်တာ ။ငါနှစ်လောက်ချုပ်ပလက်တယ်။အဲ့မှလည်းတခါတည်းဟိုသူကဒါကတော့ဟိုခေဥကာလာပေါ့ဒီ professional ခေဥကာလာမှာတော့ကျတော့သူကပါလဲဆိုတော့ဒီလက်မှတ်ထိုးကြီးတွေပေးတယ်။လာစာကြီးလည်းကောင်းကောင်းပေးလိုက်တဲ့အခါကျတော့အမှန်ကစားသမားတွေကနည်းနည်းလေး prop ဖြစ်သွားတယ်။ prop ဖြစ်သွားကကျတော့ဟိုဒါကကစားသမားချင်းနှိမ်ပြတော့မဟုတ်နော်။ဟိုကစားသမားအများစုကဆင်းရဲသားနေပြီးပောက်ဖွာလာများတယ်။ဘယ်သူမှချမ်းသာလူဘလုံးမကစားကြအောင်။ဒီလိုနဲ့ဝါသနာပိုင်းနဲ့ချွတ်ချမ်းသာလူတွေရှိတယ်။ရှိရရှိတယ်။နည်းနည်းနည်းတယ်ပေါ့။ ါပေမဲ့ချို့ကတော့နည်းနည်းလေးနည်းနည်းချို့တဲ့တဲ့မီတာဆိုတော့ပေါက်ဖွာလာများအဲကြတော့ဘယ်လိုပြောမလို့ဆိုနည်းနည်းလေးဝင်ငွေလေးကောင်းလာတဲ့ခါကျနည်းနည်းလေးသူတို့ရဲ့ဘယ်လိုပြောမလို့ဒီဘက်မှာအာရုံစူးစိုက်မှုလေးညော့လာလေတွေ့ရတယ်ပေါ့နော်ဒါဟိုဟိုရအောင်ကျော်တို့လည်းကိုယ်ဒီနီးပြလို့တဲ့အချိန်တွေကသူတို့က player ဘောကပဲရှိသေးတယ်အဲသူတို့ပြောတယ်သူတို့အချိန်တွေသူပတ်ဆက်နေတာအားရသူတို့ဘယ်လိုပြောလဲလာဆောင်သူတို့တိတ်မမက်တော့တဲ့ပုံစံမျိုးဖြစ်သွားတယ် ဟိုပွဲတော်ကံလိုင်းရောတတိယရောတိတ်တထောင်ဆိုတိတ်တထောင်ဆိုလို့ရှိရင်သူတို့အ ਨੇ ဆုံးမရအောင်ဆိုတယောက်ကိုတိတ်20အစေးရပွဲတော်ကံတာမဟုတ်ဘူးနော်အဲ့ကြောင့်သူတို့လားတော်သူတို့တိတ်မမဲ့တော့အဲ့တော့တိုင်ကြီးရှိအောင်မနော်အဆက်နေစစငွေနေအေးဘောနပ်ပေါ့နော်ဘောနပ်ပေးတာကအဲ့လိုမျိုးအဲ့လိုမျိုးအများကြီးရကြတဲ့ခါကျတော့ဟိုပတ်ဆက်နေအများကြီးရတဲ့ခါကျတော့နည်းနည်းလေးလိုပြောအောင်ဒီဘက်မှာအာယုံစစဲမှုလေးရော့လာတယ်အပြင်အာယုံလေးညားလာညားလာတဲ့အတွက်သူ့ရဲ့ဒီဘက်မှာ ဟိုဘယ်လိုပြောကျိုးစားမှုလေးရော့လာရတဲ့သူ့ရဲ့ performance တွေပါကြာပါအဲ့ဒါအဲ့ဒါသူမှမဟုတ်သူတို့မှမဟုတ်ဒါရောင်းကြောတာဒါကျွန်တော်ရဲ့အချက်ဆုံးပဲကျွန်တော်အချက်ဆုံးတစ်ပဲပဲဒါကျွန်တော်နဲ့လည်းအရန်ကိုနှွေးထွေးရကလေးပဲဆိုတော့သူတို့လည်းပြောတယ်ဟဲ့မင်းတို့မှားတာမှားနေပြီမင်းတို့မင်းတို့အဓိကနဲ့တာမညာမှားနေတယ်မင်းတို့အပြင်ဘက်မှာအာရုံနေများတယ်ဆိုတော့လူမျိုးလေးပါလားရန်အောင်ကြောစားတာကျွန်တော်ချစ်လို့ကျွန်တော်ဒါနာမည်တက်ပြောတယ်ကျန်တဲ့ကစားသမားလေးရှိတယ် ဒါကျွန်တော်ရန်ကုန်နဲ့တည်းမှာတွေ့နေတဲ့အချိန်တော့ဒါကျွန်တော်နဲ့အတူဂျုံတွေ့ခဲ့ရတယ်ပြပြအခုနောက်ပိုင်းကစားသမားတွေကအဲ့လိုပဲဘလို့ဆိုခလေးလေးတယောက်က19နှစ်ယောက်လောက်19နှစ်လောက်ရှိတဲ့ခလေးတယောက်ကိုခေါ်လိုက်တယ်ခေါ်လိုက်ပြီးအမေကိုကြိုက်လို့ခေါ်လိုက်ပြီးဆိုလာတာဘလောက်ပြီးမှာတော့ဆိုတာသူကအရင်လာတာအဲလာတာဘလောက်ပြီးမှာအောင်ဆိုတာအရင်လာတာသူ့ရဲ့ဟိုကျူးသားအထုတ်မှုသူကအရင်မပြသေးပဲနဲ့လာတာ အနှစ်သိန်းရနေစပြီအနှစ်သိန်းဆိုတော့မကစားနိုင်ဘယ်အသိန်းက3သိန်းပေးရဘယ်အသိန်းက4သိန်းပေးရလို့ဒီလိုမျိုးလေးကြီးပေါ့နော်ဆိုတော့ဟိုငွေကြီးဟူတတ်မှတ်လာဒါပေမဲ့တတ်မှတ်တာကတော့ကောင်းပါရဲ့ဒါပေမဲ့သူ့ရဲ့အရေးသွေးနဲ့ရှိသိရှိတတ်တဲ့ရတဲ့ရတတ်တဲ့အကျိုးကံစားကုန်နဲ့သူ့မှာပေးစားရမယ်သူ့ရဲ့အရေးသွေးနဲ့ကမြတ်တာရင်မြတ်တာရင်ဆိုတာရှိသေးတယ်။အခုက तू ကစိုက်တော့မဆက်ရသေးဘူး။ရိတ်ရှင်နေရင်ရိတ်ရိတ်ပါဘူး။အဲ့လိုမျိုးလေးကြီးရှိလာတာပေါ့နော်။အဲ့ဒါကြောင့်ဟိုအရင်ခေတ်တုန်းက ကစားသမားတွေနဲ့အခုကစားသမားတွေအဲ့လိုလေးတော့နည်းနည်းကွာဟတယ်လို့ဟောတော့ကျွန်တော်လည်းမြင်တယ်အခုနောက်ပိုင်းလည်းခစ်တိုးတက်လာတော့ entertainment တွေအများလာပြီကွန်ဖုန်းအနည်းဆုံးဖုန်းပဲကြည့်လိုက်လူကဖုန်း screen တိုင်းနေတိတယ်များတယ်ဘက်ထရီပြားပြီးရင် အကိုရောင်ကျော်ပြောသွားတယ်မှာပါပါတယ်ကိုကဘောလုံးပွဲတဲ့ကံနီးပြပြောတဲ့ပတ်တန်ဒီတိုင်းမလုပ်ဘဲနဲ့ကိုကကွန့်ပြီးတော့စကေးကြနေလိုက်တာတော့တစ်တော်တယ်မှာတင်ကြီးလို့တော့တင်အမျိုးဒါတော့တယောက်ချင်းစီစိတ်ထဲမှာပဲဆိုင်တာပေါ့အေးဟုတ်ပါတယ်ဆရာပြောသလိုပဲခေတ်ပြောင်းလာတဲ့မြန်ဟိုဒီကစားသမားတွေရရလပိုင်ခွင့်တွေများလာနေမြန်သူတို့မှအောင်ထွေကြားစရာကြီးလေများပြီးတော့နော်အဲ့ဒါတွေကသူတို့တယောက်ချင်းစီလည်းထိခိုက်တယ်ပြီးလို့ချင်းဘောလုံးဒီပြောရမယ်ဆိုတော့မြန်မာဘောလုံးခွဲတယောက်တယောက်ညားလာတယ်ယူသွင်းယူသွင်းလို့ရယူသွင်းလို့ရယူသွင်းယူသွင်းတော့အကျိုးရှိတယ် ။ဘာဖြစ်ဟိုဟိုကြိုကိုကိုဆိုရှင်ဟိုဇီယာရှင်မြေမှာကစားမှာဇီယာရှင်မြေငွေတင်းမှာကစားအဲ့တော့အကိုတို့ဆိုလို့ရှင်ဟို19နှစ်ယောက်မှာ19နှစ်ယောက်အတင်းမှာဒီဒီတူနာဟိုစပင်းကွမှာကိုရို19နှစ်ယောက်အတင်း training လုပ်နေပြီဆိုလို့ရှင်ကြိုကိုကအိတ်ကလေးနဲ့လာတယ်။ဘောလုံးလေးတစ်လုံးပါတယ်။တောက်ရည်ရေးတန့်ဘူးလေးနဲ့ချွေဘူးလေးနဲ့သူကြိုးဖို့ရထဲလာ။ဟိုကိုလေးမပြီးသေးဘူးဆိုလို့ရှင်ဆရာကျွန်တော်ကွင်းအပြင်ဘက်ကနေပတ်ပြီးတော့နည်းနည်းလေးလုပ်မယ်နော်ဆရာ။ ်ဟေးလွတ်လွတ်လွတ်ရသူကသူဘောလုံးလေးဆွဲတယ်တပင်လေးလေးလို့တယ်ကိုရီပြီးသွားသူကိုရဲအဲ့ဒီဟွာရှိတဲ့နံရံကြီးကိုသူကန်တယ်နံရံကြီးမှာနံပါတ်ကလေးရှိရလေအဲ့သူဘယ်နံပါတ်ကလေးတွေဘယ်နံပါတ်ကလေးတွေသူကန်တယ်အဲ့လိုမျိုးပေါ့နောက်ပြီးသူကသူဟိုတာယာတွေကိုဆွဲပြီးတော့သူပတ်ပြီးတော့ပြေးတယ် ဒါလိုမျိုးပေါ့ယူသွတ်တယ်ယူသွတ်တဲ့အတွက်လည်းကျော်ကူကူဘာဖြစ်လဲကျော်ကူကူဆိုတဲ့နာမည်တလုံးရပြီကျော်ကူကူကဘာဖြစ်လိန်လဲလိန်ပါတယ်အတော့အစားလည်းမရှိဘူးစုမိဆောင်မိတယ်ကျော်ကူကူအခုချိန်ကြီးလည်းကျွန်တော်တွေ့ရဒီသူ့ဝနာဘက်မှာတည်နေတော့ဟုတ်တယ်လည်းမနဲ့ဆိုအဲ့လိုမျိုးလေးပေါ့နော်ဘာဖြစ်ဟိုယူသွတ်ရင်ယူသွတ်တဲ့လောက်အကျိုးရှိတယ်ယူသွတ်တယ်ဆိုတာလည်းဟိုပေါ့သူဒီဟာကိုရွေချက်ယူမှန်းချက်တစ်ခုနဲ့သူစူးစမ်းတာလေအဲ့လိုမျိုးလေးတွေတော့ယူသွတ်စေချင်တယ်ဒါမှလည်းဘယ်လိုပြောဘောလုံးလောကအဖြစ်ဖြစ်နေအဲ့လို အခုအခုလည်းကြည့်လိုက်အောင်လေဒါကတော့ဟိုပြောအတင်းပြောတာမဟုတ်ပါဘူးပေါ့တင်းပဲပြောတာဟိုလေးစင်ရွေးလိုက်ပြီဆိုလို့ရှိရင်ဒီလူတွေပဲပြန်ပါဘာဖြစ်လို့လဲနောက်တက် တက်ကစားသမားမရှိဘူးလေနောက်တက်တက်ကစားသမားမရှိတဲ့ခါဒီလူပဲပြန်ယူရဒီလူတွေပဲပေါ်လွင်အောင်ကစားပြနိုင်နေတာဟုတ်အဲ့ဒီလေနော်တော်တော်ပြောကြတယ်ကြီးကလေးစီရွေးလိုက်ဒီလူတွေပဲပါလို့ပါနေရလဲဒီလူတွေပဲပါလို့ပါနေရလဲဆိုတဲ့အဟာမှာအခုဆရာပြောမှသိထားမိဟောဒီလူတွေနေရာအစားထိုးလူတွေကို ဒီလူတွေရဲ့ခြေစုံမမိသေးတဲ့အခြေအနေတော့ဒီလူတွေပဲပြန်ပြီးတော့ခေါ်နေရတာဆိုတော့ဖြစ်လာတယ်။ music ပြတ်သွားတာ။ဒီမာတွေမဟုတ်ပါဘူး။ကျွန်တော်တို့အင်္ဂလန်မှာတော့ကျွန်တော်တို့ကဘာနဲ့ချီတာတော့ဘောလုံးပဲပြောတော့တရင်းနေနားတော့တွေ့ရတခုရှိရဆရာ။အဲလဲဆို Ronaldo Man U ပြန်ရောက်တယ်လေ။ Ronaldo Man U ပြန်ရောက်တဲ့ကာလပိုင်းကဆိုကြုံလိုက်ရတာအဲ့လိုမျိုးပဲ။အခုနောက်ပေါက်ကလေးတွေကစူးစမ်းနေသေးတယ်ကအရင်နေပြီးတော့သူတို့က ဟို professional ဆိုတဲ့ခေါင်းစဉ်အောက်မှာသွားပြီးတော့လာတာယူမယ် warden ပဲလုပ်လိုက်တယ်အသင်းအတွက်ဘေးဆက်လိုစေဝယ်တန်းကြတော့မရှိဘောလုံးကတစ်ပွဲပြင်ပြီးသွားမယ်ရှုံးရင်ရှုံးသွားမယ်တဲ့အဲ့လိုမျိုးတွေများလာတော့တွေ့ရအဲ့မှာ ronaldo သူပေါက်ကွဲလေ तू trainee မှာ तू ပဲကြံခဲ့ဘူးမလာတာတော့ပေါ့ရှိတယ်လေ तू အကုန်လုံးပြန်သွားတော့ဒါဒါပဲကြောက်အဲ့ ရှားရနော်အခုကျွန်တော်တို့ဒီမှာလည်းတွေ့ရတယ်အဲ့လိုမျိုးရှားရတယ်ကျွန်တော်တို့ဆိုအခုချိန်ထိလုံးဝ what happened လုံးဝစူးစမ်းနေတော့မှာအာသူတို့ယူတွတ်တာပဲလေဟုတ်တယ်ဘာပဲသူကဂျင်းကြီးလို့သာသူကကြိုက်တော့စက်သက်မကောင်သူကရေးထိုင်စားလို့ရတယ်ဟုတ်တယ်သူတို့ကန်ချင်လို့ဂျင်းကစားတယ်သူအစားအသောက်ကိုသူ maintenance လုပ်တယ်သူကျန်းမာရေးဆရာဝန်နေတယ်အဲ့ရမလားဟိုစားတာတောက်တာအစားအေးတော့မတော့အကုန်လုံးသူ့ရဲ့ဟိုဘယ်လိုပြော legend နဲ့ gym trainer အစားနော်အကုန်လုံးကဟိုသူကအကန့်အကန့်နဲ့သွားတာ အဲ့ဒီသူတို့ဆိုတအားချမ်းသာနေပြီလေဘာမှမဟုတ်ခုချိန်ဒီလောက်တော့သူတို့ကန်ကျင်လို့လို့ပေါ့လားဟုတ်ပါအဲ့လိုမျိုးသူအသက်ရွယ်ကြီးကစားနိုင်ဖို့ဆိုတာမလွယ်ဘူးလေသူက record တစ်ခုတင်တာဒါဟုတ်ဆရာအော်ဥယောပါကြောင့်တွားရင်လည်းဆရာကလည်းနေရအောင်ဘယ်ဘယ်သိအပ်ပေးလဲဥယောပါမှာဆိုတော့